ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာကိုချမ်းသာဖို့အတွက်သူများတို့ကပေးလိမ့်မယ်ရှင်။အဲ့တော့သူများတို့ကပေးတဲ့လူတွေကပညာမဲတဲ့လူတွေပဲ။ပညာတကယ်ရှိတဲ့ပုဂ္ဂိုလ်ကမလုပ်ဘူးတဲ့နော်။အဲ့တော့လောကကြီးမှာญาတုဘလောက်ပဲကြီးကြီးပိုက်ဆံတွေဘလောက်ပဲချမ်းသာချမ်းသာပညာမဲတဲ့ပုဂ္ဂိုလ်ကကိုယ့်အတွက်နဲ့သူများတို့ကပေးတာ။များကြီးပဲခုခေတ်မှာဆိုရင်နော်။အဲ့ဒါလို့ ကိုယ်အတွက်နဲ့ကိုချမ်းသာဖို့အတွက်နဲ့သူများကိုဒုက္ခပေးတဲ့လူတွေဟာပညာမဲ့တဲ့ပုဂ္ဂိုလ်တွေပေါ့လူကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေလို့သူတို့ဆိုလိုတယ်တကယ်ပညာရှိတဲ့ပုဂ္ဂိုလ်ကကိုယ့်ရဲ့ချမ်းသာရေးအတွက်သူများကိုဘယ်သူမှဒုက္ခမပေးလိမ့်မရှိဘူးတဲ့ပါပဏိကမ္မဏိသမာစရံတိမဟုတ်တာဘယ်တော့မှမလုပ်ဘူးတဲ့ကိုချမ်းသာဖို့အတွက်မဟုတ်တာဘယ်တော့မှမလုပ်ဘူး လောကမှာကိုကျိုးစည်းဘွားအတွက်ပြီးလှုပ်ပြီးတော့မဟုတ်တာလှုပ်တဲ့လူတွေကဗမာပြည်မှာပြည်နေတာပဲเนาะကိုကျိုးစည်းဘွားရဖို့မဟုတ်